ဖီလာကိုရှုံးပြီးမှရှုံးနေမှုဆိုတာပိုကောင်းလာဖို့အတွက်သင်ခန်းစာ ဖြစ်တယ်ဆိုတဲ့အာဒီတာပေးသမျှလို့ပဲမင်္ဂလာပါအာဆန်နယ်လက်ဂျန်ဟက်ကနေကြိုဆိုပါရစေ။ပရီးမီးယားလိရဲ့အကျိတ်နဲ့ရှိလာတဲ့ဘွဲစဉ်တစ်ပွဲဖြစ်ဆောင်ကြီးခဲ့ကြတဲ့အက်စတွန်ဗီလာနဲ့အာဆန်နယ်သင်းတို့ရဲ့ဘွဲစဉ်ကတော့ဒရမာပေါင်းများစွာရေခုံမှုပေါင်းများစွာနဲ့အတူဆုံးသက်သွားခဲ့ရပါတယ်။အာဆန်နယ်သင်းဟာဒီဘွဲမှာအမှတ်ရဖို့နီးစပ်ခဲ့ပြီးမြင်လေနောက်ဆုံးမိနစ်65မိနစ်မှာပြေးလိုက်ရတဲ့ဒဲခွေကိုကြောင့်ဖီလာဘက်မှာဒူးထောက်ခဲ့ရပါတယ်။ဒီရလဟာအာဆန်နယ်သင်းအတွက်တာမန်ရှုံးမွေးတစ်ပွဲထပ်ပို့ပြီးတော့လည်းနှက်ဆိုင်တဲ့ဒိဗယ်ရီ ် PR နဲ့သင်ငန်းစာတွေကိုယူဆောင်လာခဲ့ပါတယ်။အာဆနယ်သင်းကဒီပွဲစဉ်မတိုင်ခင်ပြိုင်ပွဲစဉ်16ပွဲစတိုင်ရှုံးပွဲမရှိကစားထားတဲ့ဆန်ချင်ကောင်းတစ်ခုကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ဒီလိုတင်ချိန်နဲ့ချေစွမ်းကြောင့်မေဘီလောက်ကင်းမှာရက်လက်ကောင်းရမယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့ဘောလုံးဆိုတာကပွဲမပြီးမချင်းပါကိုမအပိုင်ထွက်ထားလို့မရဘူးဆိုတဲ့စကားအတိုင်း65မိနစ်မှာဘူအန်ဒီယာသွေးသွားခဲ့တဲ့အနိုင်ကိုဟာအာဆနယ်ရွှေအောင်မှတ်တမ်းကိုရဲရဲဆက်ဆက်ရက်တက်ပြလိုက်ပါရယ်ဒီပေါ်မှာနီးပြအဒီတာကအသင်းသားတွေအကောင်းဆုံးစူးစမ်းထုတ်ခဲ့ပေမဲ့နောက်ကျပြေးကိုကြောင့်ရှင်းနေကြရတဲ့အတွက်နာကျင်ရတဲ့ဒုက္ခရောက်ခံခဲ့ပါရယ် ကစားမားရဲ့စူးစမ်းအထုံးမှုကိုအတိမတ်ပြုပြီးမှရလက်ကရက်ဆက်လုံးနေတဲ့အခါမှာဒီပြားတယောက်အနေနဲ့ခံစားနေရတဲ့နာကျင်မှုတွေကိုဖိတက်တွေကနားနေနိုင်မှာပါဒီပွဲကအာဆင်နယ်အဓိကအားနည်းချက်တစ်ခုကတော့ခံစစ်ပိုင်းတည်ငြိမ်မှုပါပဲဒီပွဲမှာအာဆင်နယ်အဓိကအားနည်းချက်တစ်ခုကတော့ခံစစ်ပိုင်းတည်ငြိမ်မှုပါပဲခံစစ်ကစားမားအများစုဒဏ်ရာရရှိနေခြင်းကအာဒီလာအတွက်ခေါင်းခဲစရာဖြစ်ခဲ့ပါတယ်ပုံမှန်ပေါ်နောက်ခံလို့အတွဲဘက်တွေမရှိတော့တဲ့အတွက်ဂျူလီယန်တင်းပါနဲ့ဟင်ကန်ပီတို့ကိုတွဲဘက်အသုံးပြုခဲ့ရပါတယ် ဒီကစားမနှုတ်ဟာရေချင်းရှိသူတွေဖြစ်ကြပေမဲ့ဟိုကန်စစ်မှာသူတွဲကစားရတဲ့တွေ့ကြုံနေပါခြင်းကအသင်းရဲ့ခန်းဆက်စည်းကိုအနှဲငယ်ရင်ရင်စီခဲ့ပါတယ်။ဖီလာတင်းရဲ့အေကွင်ဖီယာပေးမှုတွေအောက်မှာအာဆန်နယ်ခန်းဆက်ဟာဒီမှုပျောက်ဆုံးခဲ့ပြီး36မိနစ်မှာဥဆောင်ဂိုးကိုခွင့်ပြုလိုက်ရတာကဒီအားနယ်ချက်သက်တည်ပါပဲ။ပထမပိုင်းမှာရုံးငံခဲ့ရတဲ့အာဆန်နယ်သင်းဟာဒုတိယပိုင်းမှာတော့ဒီပြရဲ့တက်သားတဲ့စနစ်ချက်တွေကြောင့်ကစားကွက်ဟာပြင်းနဲ့တက်ဝင်လာခဲ့ပါတယ်။ကွင်းလင်းနဲ့တိုင်းစစ်ဖန်နှင်းမှုပိုင်းမှာခြေစမ်းမပြသနိုင်ခဲ့တဲ့အက်စင်းနဲ့မီခွေးမယ်ရီနိုတို့ကိုအာရီလာကတတိရှိရှိနဲ့လူစားလိုက်ခဲ့ပါတယ်။ ။ Real Madrid ထွက်စနဲ့ Peter Jokeres တို့ဝင်ရောက်လာမှုက Arsenal တိုက်စစ်ကိုချက်ချင်းပြောင်းလဲစေခဲ့ပါလိမ့်။ Jokeres ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာမှုနဲ့ထွက်စရဲ့ထမ်းမြတ်မှုတို့ပေါင်းစပ်လိုက်တဲ့အခါမှာ Arsenal အပွဲကိုပြန်လည်ပြီးတော့အသာစီရရှိလာခဲ့ပါလိမ့်။လူစားဝင်ကစားသမားထွက်စက်ကခြေပါကိုသူယူပေးခဲ့ပြီး Arsenal အပွဲကိုနိုင်တော့မလို့အခြေအနေထိကိုရောက်ရှိလာခဲ့ပါလိမ့်။ဒါပေမဲ့ရရှိခဲ့တဲ့ခွေးတွေကိုအဆုံးသတ်မတည်ကြခဲ့ခြင်းကနောက်ဆုံးမှာပြေးဆက်လိုက်ရတဲ့အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီရှုံးခွေးရဲ့အကျိုးဆက်ကအမှတ်ပေးစရာမှာတိတိတတ်တာရခက်လာခဲ့ပါတယ်။ အာဆင်နယ်ပရီးမားလိနောက်ဆုံး၅ပွဲမှာ9မှတ်တိတိကိုဆုံးရှုံးထားခဲ့ပါတယ်။ချန်ပီယံစုကိုမျောမှန်းတဲ့တင်းတင်းကျွတ်ဒါဟာအရန်ကိုကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါတယ်။လက်ရှိမှာထိဆုံးကနေဦးဆောင်နေစေဆိုပေမဲ့ဒုတိယနေရာကမန်စီးတီးနဲ့နှစ်မှတ်သာကွာနေတော့တာကြောင့်အာဆင်နယ်အတွက်အမားခံလို့မရတော့တဲ့အခြေအနေကိုရောက်ရှိလို့နေပါပြီ။ပိုဆိုးတော့ကတတိယနေရာကနေလိုက်လာတဲ့အက်စတိုဗီလာနဲ့လည်း၃မှတ်သာကွာတော့တာဖြစ်လို့အာဆင်နယ်ချန်ပီယံစုကိုမျောကြည့်ရမလား။အောက်ကအသင်းကိုပဲကာဝယ်ရမလားဆိုတဲ့ပီယန်နံပါတ်ညှက်ခံစားနေရတဲ့အခြေအနေကိုရောက်ရှိလာခဲ့ပါတယ်။ ရှုံးပွဲရဲ့နာကျင်မှုမပြေခင်မှာပဲနောက်ထပ်သတင်းစိုးတစ်ခုကအာဆင်နယ်ကိုဆောင်းကျူလို့နေပါတယ်။ဗီလာနယ်ပွဲမှာဝါကက်ပြတ်သားခံရတဲ့ဘယ်နောက်ခံလို့ရီကာဒိုကာလာဖီယိုရီဟာစွစွပေါင်းဝါကက်ငါးကက်ပြေးသွားပြီဆိုတာပါပဲ။စီမင်းရလာမယ့်တစ်ပတ်မှာကစားရမယ့်ပွဲကိုသူလွဲချော်သွားရတော့မှာပါ။ရှီယင်းဆဲခဲစဲဇမ်မာရီဒန်အရှိနေချင်းမှာအဓိကဘယ်နောက်ခံသူပါပွဲပဲခံရတာကအာဆင်နယ်ခံစစ်တာမန်အတွက်ကြီးမားတဲ့အားနည်းချက်တွေဖြစ်လာနိုင်ပါတယ်။အော်ဒီတာအနေနဲ့လာမယ့်ပွဲကိုခံစစ်ကိုဘယ်လိုပြုပြင်လဲဖွဲ့စည်းမလဲဆိုတာကလည်းစိတ်ဝင်စားစရာပါ။ ဒီလောက်ဆိုရတဲ့အခြေအနေတွေကြားမှာနီးပြအရိတာကအကောင်းမြင်စိတ်ကိုမွေးညင်ဖို့ကြိုးစားလို့နေပါတယ်။အရိတာကရှုံးနေမှုဆိုတာဟာပိုကောင်းလာဖို့အတွက်သင်ခန်းစာဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာမှန်ကန်တဲ့ကောင်းဆောင်မှုစိတ်တဲ့ပါပဲ။ရှုံးမွေးကိုညှင်းဆန်နေမယ့်စာဘာကြောင့်ရှုံးရတာလဲဆိုတာကိုသုံးသပ်ပြီးတော့ပြင်ဆင်ဖို့လိုပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်တွင်အသင်းသားတွေရဲ့ကြိုးစားအထုတ်မှုကိုမြင်တွေ့ရတာကစိတ်ချမ်းသာစရာကောင်းတယ်လို့ပြောခြင်းအပြင်ကစားသမားတွေရဲ့စိတ်ထဲအချမသွားအောင်ကာကွယ်ပေးလိုက်တာပါ။ရလကမထိုက်တန်ပေမဲ့စွမ်းဆောင်ရေးဘက်မှာအားရစရာတွေရှိနေသေးတယ်လို့သူကယုံကြည်နေပါတယ်။ အာဒီတာပြောခဲ့သလိုဒီရှုံးမဲကနေတင်ကန်းစာယူပြီးပုံမကောင်းမတဲ့ပုံစံနဲ့ပြန်လာနိုင်မှာမလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ကြပါမယ်အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်